သမီးညို့တော့ကြာတယ်ကျွန်မနာမည်ကမတင်တင်ပါရှင်ဟုတ်ကဲ့ဟုတ်ကဲ့ဘယ်ကနေလာပြီးတော့ဒီမှာလာပြီးတော့ဆရာမကလာကြည့်ပေးရလားအော်ဆရာမကိုဟိုကောလိုက်နာဆရာမဆက်လိုက်မယ်ဆက်ရင်ဆရာမဒီနားမှာရှိမှာမသိဘူးဆရာမဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့တော့အရန်အော်တယ်ဆရာမဒီနားတယောက်တည်းကျမလည်းအဲ့လိုပဲဆူတောင်းတယ်လေကိုဆူဒိုးဆူတောင်းတာပြည့်သွားပြီလို့လဲကောင်းမြတ်တယ်ကြာရှင်ရန်ကောင်းမြတ်တယ်ကျမတို့ကတော့တော်တယ်မှာလေ လင်မြတ်နဲ့အဲ့လိုပဲခြံထဲမှာပင်နေစိုက်တယ်ပင်နေစိုက်တယ်လင်မြတ်နဲ့အဲ့လိုမြင့်ချိုးတယ်လိုထင်းခုတ်အစုံရက်တွေရောင်းနေကျွန်တော်လင်းနေတော့အဲ့လိုလောက်တယ်ကလေးမယောက်အကြောင်းရှိတယ်အဲ့တော့ကျွန်တော်လင်းနေတော့အဲ့လိုလောက်တယ်လောက်တော့ဆရာရှင်ဒီလိုလောက်နေတယ်မလောက်စားခြင်းတော့ဗျာတော်ရဲတော်ရတာအရင်ကြောက်တယ်စိတ်မမအဲ့ဒီတက်တားကြီးကောင်းတဲ့အလုပ်ကိုထက်ချင်မှပြပါဗျာစိတ်မမစိတ်ပြတ်တယ်အဲ့ကျွန်မဆူတောင်းတယ်မနေ့ကလည်းကျွန်မဖျားဒီလိုလာကနေလေကျွန်မဆူတောင်းတယ်ပေါ့နော်အရာရာဟိုစင်ပြေဖို့ထက်ချင်ကာွယ်ဖို့ အားရတယ်။ဆူတောင်းတဲ့အခါမှာဆူတောင်းပြည့်တယ်တော့အဲ့ဒါကြောင့်ဒီမျိုးတွေတို့ကားစီးပြီးတော့လာမယ်လို့တော့မထင်တော့ဘူးတော့အခုကားနေတာ။ညည့်ပြိုပြီးတော့ပြန်။ဒီဒီမျိုးကြောင့်ဒီဒီကိုရလာတယ်။အဓိကယုံကြည်ခြင်းတစ်ခုတည်းနဲ့ပဲလေ။အခုကျမတို့ကကျမတို့အစကဒီမြို့ဆောင်လမ်းပေးမှနေရပြီ။ကျမတို့မြို့ဆောင်လမ်းပေးမှနေတဲ့အခါကျတော့ကျမတို့အိမ်ကြီးကအလိုပဲလမ်းလည်းမလွတ်လို့လေတိမ့်နေတဲ့ထဲပြီးပါတယ်ပေါ့နော်။အဲ့နဲ့ကျမတို့အဆောင်မှငှားနေရတယ်။ဆောင်မှငှားနေရတယ်ကျမတို့အဆင်မပြေဘူး။ ကလေးနှစ်ယောက်ကလည်းအလိုမျိုးလေးအဆင်မပြေတော့ကျမတို့လည်းများများဆူတောင်းတာဆူတောင်းဆူတောင်းတဲ့အချိန်မှာကျမတို့ကသမီးကြီးကလည်းအမြဲတမ်းဆူတောင်းတယ်လာတာတလောက်9000 9000ပေးရမှာကိုဒီတသက်မှာလည်းအဲ့လိုမနေခဲ့ဘူးတော့လေကျမတို့ကမနေခြင်းမနေခြင်းတော့အဲ့မှာဟိုကဖျားရှိမှာဆူတောင်းတဲ့အခါမှာကျမတို့ဝါအိမ်ကြီးရတယ်ဆရာမလုံးဝါအိမ်ကြီးရတယ်ဆရာဖျားဆူတောင်းတဲ့အချိန်မှာကျမတို့ကဖျားဟုတ်ဒီဖျားဟုတ်ဆူတောင်းလိုက်ပြီးအချိန်ကမှာကျမမိသားစုကအကုန်လုံးကဗုဒ္ဓဘာသာတွေဖြစ်တယ်ကျမတို့ကလည်းပေါ့နော်အခု ိုးဝယ်လို့ဆိုပြီးတော့ပြောကြတယ်နှိပ်ချတယ်အဲ့လိုမျိုးအရန်ပြောတယ်ဒါပေမဲ့ကျမတို့လင်မြန်းနေပါလိဘယ်သူမှစကားမပြောဘယ်သူမှလည်းခရုမစိုက်ဘူးကျမတို့ကဘာပဲဖြစ်ဖြစ်လေဖခင်ငါတို့မကောင်းတဲ့လို့လုံတာမဟုတ်ငါတို့ကကောင်းတဲ့လို့လုံနေတယ်သူကရှစ်တိုးမယ်အဲ့ဒါကြောင့်မို့ကျမတို့မိသားစုစားဝတ်နေရလေလုံးဝမခက်ခဲဘူးကျမအမြဲတမ်းယုံကြည်တယ်ဆရာဟုတ်ကျမအမြဲတမ်းယုံကြည်တယ်အဲ့ဒါကြောင့်မို့ကျမကလည်းအမြဲတမ်းနဲ့ဆုတောင်းတယ်လင်မြန်းမြန်းဝင်ပြီဆိုရင်လို့ရှိရင်လေသူဆိုလို့ရှိရင်လေစာတိတ်မဖတ်တော့ကျမဒီနေရာလေးကိုဖတ်ပြ ဖိုးနေရကိုဖတ်ပြကျမလည်းတိတ်မတက်ပါဘူးဒါပေမဲ့ဖះရှင်ကောင်းခြင်းပေးတဲ့အတွက်ကြောင့်ကျမဒီစာကိုလည်းအရန်နဲ့ဖတ်တက်လာတယ်ဇာမသိလားကျမလေးကျမတိတ်မတက်ဘူးအမေအမေတို့တွေတဲ့နားမလည်လူရှိမှမဖတ်နဲ့တဲ့ကျမတူမလေးတယောက်ကပြောတယ်အန်တီလေးဝန်ခံနေရရှိတာဝန်ခံကျမအန်ကျမတူမလေးရတယ်ပြောင်းလဲထားတာ तू ကတော်တော်လေးကြာနေအဲ့ကျမတို့အမြဲတမ်းစွဲခေါ်တယ်အန်တီလေးနော်အန်တီလေးပြောချင်တာကိုအန်တီလေးပြောဖះရဲ့ရဲဝင်ကြောင့်ဖះရဲ့ကောင်းကြောင့်အန်တီလေးထပြောပြည့်ရှင်အောင်ပြောအဲ့လိုအရင်မြဲပြောတယ် ကျွန်မရှက်တယ်ကြောက်တယ်ဆိုအမေမှားမှကြောက်လို့အမေမပြောချင်ရင်မပြောနဲ့နော်တမီးကြီးကအဲ့လိုမပြောမှားတာတော့ကျွန်မလေကလေးမှားဝိုင်းလဲရှက်မှကြောက်လို့ဆိုကျွန်မတန်းတော်မပြောဘူးပေါ့အာဆိုရင်ခုဆိုရင်လေကျွန်မအဲ့လိုနှုတ်ကပတ်တော်ကိုလဲကျွန်မမဖက်ရဲနဲ့ဖက်ရဲနဲ့ဖက်လိုက်လို့ရှင်အဲ့လိုဖျားတက်တဲ့အခါနဲ့အခါမှာဆိုလို့ကျွန်မထနိုင်တယ်။အားရရှိလာတယ်ဗောနော်။ကျွန်မလူချားတယ်မတိုးရဲတဲ့ကြာရင်ကျွန်မလူချားရတယ်နည်းနည်းတိုးရဲလာ။ဘာဖြစ်လို့လဲဆိုတော့ ကျွန်မယောက်ျားပြောကလာကျန်နိုင်နေမတူငါတို့လင်မြတ်နဲ့ပါငိမ့်ချမ်းမှုလေအရန်ရတယ်ဆရာဟုတ်ကဲ့ပေါ့ပါတယ်နှစ်ချင်းမခံတော့နောက်ပိုင်းဆိုရင်လင်မြတ်မြောက်ပဲကောက်ပဲကောက်ပြီးနောက်ပိုင်းမှာတို့ကတို့တွေအလုံးမရှိတို့လင်မြတ်မြောက်ဘလို့ပူမလဲလို့ဆိုလင်မြတ်မြောက်အားနေဆရာမအဲ့ဒီကျွန်မတို့ကျန်းစာကိုကျွန်မတို့ဖတ်တာဖတ်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 နေနေလေအလိုလိုအနေနဲ့ဟိုဘောနော်အစဉ်ပြေမှုကအလုတ်ပေးမှုလေးအစဉ်ပြေမှုလေးဒီဖျားကိုဝင်ပြီဆိုတဲ့ကလေကျွန်မတို့ကလေသူမြောက်သွားမရှာဘူးအဲ့လိုဘုရားဘာသာနဲ့ကျွန်မတို့မရှာဘူးအလုတ်လေးလေ သူများတွေလည်းကျမတို့မခေါ်ခြင်းပြောဆိုခြင်းလည်းပေါ့နော်အဲ့ဒါနဲ့ကျမတို့ကမခေါ်ခြင်းတဲ့အတွက်ကြောင့်ကျမတို့ကမရှာဘူးအလုပ်ဒီကျမတို့ပဲလာရှာဖို့ပဲဖြစ်ပါစေလို့အရန်နေတယ်လေကျမအရန်နေတယ်အလုပ်ဒီကျမတို့ပဲလာရှာရပဲဖြစ်တယ်ကျမတို့ဘတော့အောက်ကြမခံအရှုံးခွင့်နဲ့မဖြစ်ဘူးဆိုကျမအဲ့ဒီနေ့ကကျမအမြင်အခုလည်းဆူတောင်းတယ်ကျမတို့စာစိုးလေးဝင်းတရွာလုံးဒီယေရှုနာမနဲ့ကောင်းပြောင်းလဲအောင်လို့ကျမဆူတောင်းဆရာချစ်ချွတ်ပြောလေသူကဘာလို့သွားနေရလဲသူကအချိန်ကုန်တယ်တချို့ကပြောရတယ်အချိန်ကုန်တာမဟုတ်ဘူးဟုတ်ကဲ့ သူကတရားအကြောင်းပြောတာလीမတရားတဲ့အကြောင်းပြောတာမဟုတ်တာအာမင်အာမင်အာမင်သမာတရားပေါ့နော်သမာတရားအကြောင်းတရားတဲ့အကြောင်းပြောတာမတရားအကြောင်းပြောတာမဟုတ်လို့လေသူများတွေကပြောရင်ကျွန်မလက်သက်မခံဘူးဘောနော်အခုညီမကဒီမှာဟိုအလုံးလုံးတယ်ဆိုတာကလည်းဒီဆ iam မရဲ့ပေါ့နော်ဒီဆ iam မရဲ့ဒီဟိုကလေးမူကြိုလေးတွေဖွင့်တဲ့နေရာမှာပေါ့နော်လာရောက်ပြီးတော့ဟိုလှုပ်ဆောင်ပေးတာဖြစ်တယ်ပေါ့နော်ဒီခါမှာလည်း အမတို့ဖျားခင်ရဲ့အဲတမတရားထဲမှာပေါ့နော်ကိုလိုတဲ323မှာပြောလဲဆိုတော့လေဒီလူရဲ့အမှုကိုဆောင်ရွက်တကယ်တူမဟုတ်ဘူးပေါ့နော်တခင်ဖျားရဲ့အမှုဖြစ်တယ်ပေါ့နော်တခင်ဖျားရဲ့အမှုတော့ဖြစ်တယ်ဖျားခင်လောက်ခိုင်းတဲ့အရာဖြစ်တယ်ပေါ့နော်လောက်ဆောင်တဲ့အခါမှာညီမတို့ကမြင်ရတဲ့ဝေကြီးတခုတည်းမဟုတ်ပဲမမြင်ရတဲ့ဖျားခင်စီကကောင်းချီးတယ်ရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါလေကျမယုံကြည်တယ်ဘာလို့ယုံကြည်လဲဆိုတော့ဒီနေ့ကျမ အရာထွက်ပြီးညမိုးချုပ်လုံးလုံးကျမဖျားကိုဝပြုတ်ပြီးဆိုတဲ့အချိန်ကမှကျမနက်ဖြန်ကိုတော့ဘာလုပ်ရမလဲဆိုတာကိုကိုတော့လမ်းပြပါကိုတော့ကျမနဲ့အများရန်ကျမတို့နဲ့အတူရှိပေးပါကိုတော့ကြွက်ကပါဟုတ်ကဲ့လမ်းကောင်းတော့လမ်းကိုတော့ပို့ဆောင်ပေးပါလို့လည်းအများရန်ပြောတယ်ကိုတော့ပြောပြီးမှသာတယ်မယ်ဟုတ်လောက်တခုကလောက်ဖြစ်တယ်ပြီးရတဲ့နှစ်တမိုးရင်လုံးမှာကျမကအဲဖျားကြောင့်တက်ဟုတ်ဖျားကြောင့်တက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 ်ဆိုကျမရဲ့တူမလေးက ။အနှစ်ကဝါဒူလားလောက်မှရင်သူကနှစ်ချင်းခံ။အော်ဟုတ်ကဲ့။နှစ်ချင်းခံတော့သူများတွေကပြောကြတယ်။ဟဲ့နင်တို့ဖေးရမဘာဖြစ်လို့အဲ့လိုမျိုးကိုင်းနေဖြစ်ပြီးလဝါကတိုင်မှာဘာဖြစ်လို့အတိတ်ခံရတယ်။ဟဲ့အဲ့ဒါသူတို့နားမလည်လို့ပြောတာလေ။ပြောပါစေလေ။အဲ့ဒါသူကငါတို့ရဲ့အဖြစ်တည်။ဟုတ်ကဲ့။ဒီဖေကခံသွားပြီးတာဟုတ်ကဲ့အပြစ်တွေမှာပဲနှစ်ချင်းခံပြီးတယ်ကျွန်တော်လည်းနောက်ပိုင်းမှာကိုမကောင်းတာတွေလုတ်ခဲ့ခဲ့မိရင်တောင်မှဟောအဲ့ဒီဖေကပဲ ခံသွားပြီလေဆိုတဲ့အကြောင်းကိုကိုကပြောမလို့ရင်ကလေးတငယ်လေးလိုမျိုးပေါ့ခုမှကျမတို့ကကလေးတငယ်လေးလိုမျိုးပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပြန်ပြီးတော့ဖះကိုတိရတဲ့အကြောင်းပါဟုတ်ကဲ့ဟုတ်ကဲ့ဆရာကောင်းကြည့်ပေးပါစေနော်မောင်တောင်းနေအများနဲ့လည်းစိတ်တာဒီတက်တဲ့ခံချက်လေးအဖြစ်ကြားခင်ပုံတော့ထင်ရှားပါစေနော်ဟုတ်ကဲ့ပါ